ခြင်းပါမဏိကနဲ့ရေကန်တောင်ဖြူဝစခန်းကိုတိမ်ပိုက်လိုက်ပြီလို့ကျွန်တော်လူမြတ်ကျော်ကတရားရဂိုင်းတို့ အတီးပြုတ်တဲ့တည်းရုပ်နေမလားဒီနေ့လေနဲ့ရေကန်တောင်ရဲ့နောက်ထပ်အနီးဆုံးကခမောက်တောင်စခန်းကိုထပ်ရှင်းပါပြီထပ်သိမ်းပါပြီကပ္ပစာ6ကပ္ပစာ76ကတော့အိမ်မဆိုးမနေရတဲ့အခြေအနေပါ ကမောက်တောင်ဂုံးကိုစတင်ထိုးစစ်စင်သိမ့်ပိုက်တော့မယ်အရှင်ဒီလေးသားတောင်ရောက်နေတဲ့အာခတ်တက်တော်ရဲ့အခင်းအချင်းကိုကျွန်တော်ဒုတိယပိုင်းမှာပြောမယ်ပထမပိုင်းမှာဂျူဂျူလာသခေါ်မလို့ပြောလို့905ကကြီးနဲ့တရားစွဲခံလိုက်ရတဲ့တမီးဆိုးကိစ္စဒါရှိနေသူတို့မင်္ဂလာတုံမှာရွေးကောက်ပွဲလှုပ်ဖို့ကြံစီနေတဲ့ကြံ့ဖို့ရုံး နက်နက်သီးတွေကျွေးတဲ့အကြောင်းဒါလေးတွေကျွန်တော်အရင်ဆုံးတင်ပြမှာဖြစ်ပါတယ်အာရကတက်တော်အီရဲ့ထိုးစစ်ခံစစ်ခြီစစ်ခွာစစ်တိုက်စစ်စင်ကလေးရက်နဲ့လက်ရှိစီရီနိုင်ငံဗျူဟာရဲ့တမိုင်းကြောင်းဒါလေးတွေကိုဒုတိယပိုင်းမှာတင်ဆက်မှာဖြစ်ပါတယ်ဒီကနေ့တော့ကျွန်တော်တို့တမီးစိုးနဲ့စရအောင်ကျူးကျူးလောက်ကိုတခေါမ LV8 လွယ်ဓာတာကိုကြည့်ပြီး ူလွယ်သားတော့ကိုကြည်ပြီးမလွယ်ကျင်တော့ပါဘူးလို့ Facebook ပေါ်မှာရေးခဲ့တဲ့တမီးဆိုတမီးဆိုနဲ့အေသင်ကိုဆိုတဲ့အမျိုးသမီး online ပေါ်မှာပွဲဖြစ်ပြီးတကာလစင်ကာပူထွက်ဖို့လေစိတ်မှာအေသင်ကိုက66ကာဂျီနဲ့အမှုဖွင့်ပြီးအဖမ်းခံလိုက်ရပါတယ်အဖမ်းခံပြီးတကာလ905ကာဂျီကိုနဲ့ထပ်ပြီးတော့အမှုဖွင့်ပါတယ် ။ဘာကြောင့်လဲငါကာကြီးလေးအမှုဖွင့်တာလဲဆိုတော့ကျူကျူလာကိုတခေါမလို့ပြောလို့ဟုတ်ပြီအဲ့ဒါဆိုရင်ငါရဲ့ငါကာကြီးဆိုတာနိုင်ငံတော်ကြီးညိုပြတ်စီမှုကျူကျူလာတခေါမဖြစ်ဖြစ်ကျူကျူလာဟာဘာမှဖြစ်ဖြစ်ကျူကျူလာနိုင်ငံတော်လားကျူကျူလာကိုအကြီးညိုပြတ်အောင် လုပ်ရင်နိုင်ငံတော်လားကျူကျူလာဒါမေကွန်းဖြစ်ပါတယ်တမီးတို့ကိုကျွန်တော်စိတ်ဝင်စားပါဘူးတရားမျှတမှုကိုစိတ်ဝင်စားတာပါ အဲ့တော့သမီးဆိုးဟာမတရားလှုပ်ခံရပြီဖတ်စစ်တက်ရဲ့မတရားလှုပ်ခံရတဲ့ပြည်သူတယောက်အနေနဲ့ပဲသမီးဆိုးကိုရှုမြင်လို့ရပါတယ်ရေကောင်းဆောင်မင်းအောင်လိုင်းနဲ့စစ်တက်တိတ်ခါချစီမှုသမီးဆိုးခါတက်ကိုကိုဒီကနေ့ထပ်ပြီးနိုင်ငံတော်ကြီးညိုပြက်စီမှုငါငါကကြီးနဲ့အမှုထပ်ဖွင့်လိုက်ပါတယ်စက်သွေးဦးတွေပုံမှန်66ကကြီးပါပါပါတယ်အဲ့တော့ မင်းအွန်လိုင်းမိမအကျူကျူလာပါဝင်စစ်အရာရှိများကိုတိတ်ခါကြစီရန်ဆိုတဲ့အတွက်နဲ့အမေရိကန်နိုင်ငံသူတမီးဆိုခတက်ကိုကိုအမေရိကန်နိုင်ငံသူနော်အော်တိုဘလစနီယန်နီမှာရန်ကုန်လေစိတ်မှာဖမ်းဆီးလိုက်ပါတယ်ပြင်ဦးလွင် yes ကမ်းမှာအော်တိုဘလ73ရက်နေမှာပို့ဆောင်ပြီးအေဒင်ကိုကဖွင့်လာတဲ့အမှုကဆက်သွေးပုံမှ66ဂါကြီး ။နိုင်ငါကကြီးကတော့ပင်ဦးလွင်ရေစကန်ကစစ်တပ်အရာရှိတယောက်ကဖွင့်လာလို့သိရတယ်။ကျမကြီးမကောင်းဘူး။ရှေ့နေဒီငါခွင့်ရှိတယ်လို့တော့ပြောပါတယ်။စစ်တပ်ဝါရဖြန့် Telegram နေမှာတော့ရွှေသက် Facebook အကောင့်ဖြင့်နိုင်ငံတော် DJ Agent ရေးကို ပြက်ပြားစေအောင်ရေးသားဖြန့်ဝေမှုနဲ့905ကကြီးနဲ့အမှုဖွင့်တယ်လို့သိရတယ်။အော်တိုဘားလာစနေနေ့နနက်9:00ခွဲမှာ ရန်ကုန်လေစိတ်အပြီးပြီးဆိုင်လေချောင်းခီးစအမှတ် 8m 335ဖြစ်ထိုင်းနိုင်ငံတူနာဘူမိလေစိတ်ကိုထွက်ခွာမဲ့တမီးစိုးကိုရန်ကုန်လေစိတ်မှာဖမ်းလိုက်တာဖြစ်ပါတယ်အမေရိကန်နိုင်ငံသူတမီးစိုးတားနေခင်မောကအမေရိကန်မှာကြံခဲ့တယ်ပြောချင်တာကဂျူဂျူလောက်ကိုတခေါမလို့ပြောရင်ငါငါကကြီးနဲ့အမှုဖွင့်လို့ရလားတာမတရားမှုဖြစ်ပါတယ်။တမီးစိုးတွေတားစိုးတွေကျွန်တော်တို့စိတ်မဝင်စားပါဘူး။ နိုင်ငံသားတယောက်ပြည်သူတယောက်လူတယောက်ပေါ်ကိုလက်နက်ကင်သားတွေစစ်အုပ်စုဖက်စစ်တပ်လက်နက်ကင်သားတွေမြည်သည့်စစ်တပ်ကိုမဆိုအဲ့ဒီစစ်တပ်တွေကအနိုင်ကျင့်မတရားလုပ်ရင်ကျွန်တော်တို့သဘောမတူလက်မခံတာကိုတော့မူဝါဒတရက်အနေနဲ့ပြက်ပြက်တာတာခိုင်ဆွဲထားရပါလိမ့်မယ်ဒါကတမီးစိုးရဲ့အခြေအနေနောက်တစ်ခုကဒီကနေ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ မင်းအောင်လှိုင်ခရွေးကောက်ပွဲလုပ်ပါမယ်ဒီဇင်ဘာ28ရက်နေ့လုပ်ပြီးတရားမျှတသောရွေးကောက်ပွဲ ပြီးပြည့်စုံတာမဟုတ်ပေမယ့်အကောင်ဆုံးကြိုးစားပါမယ်လို့မျက်နှာမျိုးမျက်နှာငယ်နဲ့ဆိုရှယ်မီဒီယာထက်နဲ့သတင်းဌာနတွေမှာလှိုင်လှိုင်ပြောနေပေမဲ့လက်တွေ့မြေပြင်မှာတရားမှုရင်ရွေးကောက်ပွဲလို့သတ်မှတ်ပြီးတော့ရွေးကောက်ပွဲမှာပါဝင်ဆောင်ရွက်နေသူကုညီနေသူတွေကိုပြစ်ဒဏ်ခတ်တဲ့ကိစ္စတွေစတင်ဆောင်ရွက်နေပါတယ် ရန်ကုန်အာမီကဒီနေ့ပြစ်ဒဏ်ခတ်မှုကြံ့ဖို့ရုံမင်္ဂလာတော့15ရက်နေ့မနက်9:30မိနစ်မှာကြံ့ဖို့ပါတီရုံကိုပြင်အာမီမိုင်းနေနဲ့နှစ်နှစ်သီးနှစ်လုံးနဲ့ပြစ်ဒဏ်ခတ်ပါ တရားမဝင်ရွေးကောက်ပွဲမှာလုံနေတဲ့တရားမဝင်ရွေးကောက်ပွဲဖြစ်မြောက်လုံနေတဲ့ဘယ်ပါတီဘယ်လူပုတ်ကိုအဖွဲ့အစည်းကိုမဆိုမဲဆွေစီယုံမဲ့အမတ်လောင်းကြီးကြက်ကြက်တည်းချားလို့ရန်ကုန်အာမီရန်ကုန်မြို့ပြပျောက်ကြားတပ်ဖွဲ့ကတည်ပြေးလိုက်ပါတယ်။စရင်တွေအသေးစိတ်ရှိနေပါတယ်။တစ်ချိန်မဟုတ်တစ်ချိန်မင်းတို့စီကိုရောက်လာပါမယ်။ဒီလိုလူလူအနေနဲ့ ရွေးကောက်ပွဲကိုတက်နိုင်တဲ့နည်းနဲ့စန့်ကျင်ကြပါလို့ရန်ကုန်မြို့ပြပျောက်ကြားတပ်ဖွဲ့များကတိုက်တွန်းထားပါတယ်ဒီအခြေအနေတွေနဲ့အတူမနေ့ကအောင်ပွဲသတင်းကိုလက်စုပ်လက်ခံရရှိပြီးတခါလာကဘာလုံးစခန်းဟုတ်တယ်နော်အဲ့တော့ပါကတ်တတော်အီယာနိုင်ရခံပြူဟာကိုတိုက်ခိုက်သိမ့်ပိုက်ရရှိသွားပြီရှင်းတယ်နော်ထပ်ပြီးတော့ဒီကနေ့မှာပဲ ဘကူတိုင်းအရှိချမ်းဘရောင်းအုပ်ရှိပင်မတုံရွာကပ္ပစ6နီးကအခိုင်မာတိဆောက်ထားတဲ့ကာကင်းတစ်ခုထပ်သိမ့်ပါတယ်အရဂတ်တောအီရဲ့နွာလာဥတ္တပကဲ့သို့တရှိန်တို့ထိုးစစ်ကနိုင်ငံဘျူဟာကို ရရှိပြီးတကလာလုံးဝရက်တန့်မနေပဲကပ္ပစရီကိုဥတီထိုးစစ်ဆင်နေပြီလို့ယူဆလို့ရတဲ့တစ်ချက်မတုံရွာက ကာကင်းအိုရှစ်ပင်ကထို့တူညောင်ဂျိုးစခန်းညောင်ချေတော့အမတ်ချောက်ကာဝေးဆက်ယုံအနီးညောင်ချေတော့စင်လန်ရွာအနီးကကာကင်းစခန်းတွေကိုတောက်လျှောက်တိုက်ခိုက်လာတယ်စတေမာလာနောက်ဆုံးဘက်မှာလေတာတောင်ကိုထတ်သိမ်းတယ်တတ်တော်အေးဟာဘရောင်းတောင်ကုတ်လမ်းအတိုင်းဒုတိယခန်းစစ်နေကြမိုးတိတောင်မိုင်တိုင်း55မြင်းတောင်46 တိယအဆင့်ပကံခွေမိုင်တိုင်း48စလုဒအဆင့်ညောင်ချိုးမိုင်တိုင်း39အခုလေတာတောင်ဒီနေ့ထပ်ပြီးခမောက်တောင်ဂုံးကိုထတ်ထိုးနေပါပြီမကွေတိုင်းငဖဲနိုင်ငံဗျူဟာအနီးအရောဘလားစိတ်လေးရဲ့နေ့ကတော့နိုင်ငံဗျူဟာဂုံးကိုရရှိပြီအဲ့ဒီနိုင်ငံဗျူဟာနဲ့၃မိုင်အကွာမှာရှိတဲ့အမ်ဘဒန်လမ်းပေါ်မှာတည်ရှိတဲ့ခမောက်တောင်ဒီနေ့မွန်လဲဝိုင်းမှာပြင်းထန်တဲ့ထိုးစစ်နွားလာအုတ်သွားကဲတူဆင်နွေးနေပါတယ် ခမောက်တော်ဟာနဲ့ရေကန်ဂုံပြီးရင်ဗရမ်းဘတ်ဆက်စင်းတဲ့ဖြူဟာကြတဲ့ဂုံတကုံခမောက်တောင်ကိုအပီးသက်သွားရင်တော့အပီးသက်လိုက်မှပဲမို့ဗျာနဲ့ရေကန်ပင်မဂုံကစိတ်ချလို့ရမယ်အခြေအနေပါခမောက်တောင်မှာ150နဲ့200ရှိတယ်မသားပေါ်မှာအကုန်လုံးပဲစိတ်မပူနဲ့နဲ့ရေကန်မကြခင်မှာခမောက်တောင်ကနေလက်နက်ကြီးတွေနဲ့ပြစ်ကူတယ်ရန်သူဘက်ကတောက်လျှောက်စစ်ကူပို့တယ်ဝိုင်တွဲတွေနဲ့ပြစ်ကူပေးနေတယ်ဒီနေ့ ကမောက်တောင်ရဲ့ကမောက်တောင်တိုင်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေရ။နေရကံဘီဝါကုန်းကြသွားပြီးတဲ့နောက်မှာဖက်စစ်တဲ့စစ်သားတွေဟာကစင်ကလျာခွေးပြေးဝက်ပြေးပြေးနေရတဲ့အချိန်လို့ကြားသိရပါတယ်။ရခိုင်ရိုးမဘော်ကစစ်ကောင်စီရဲ့နောက်ဆုံးခံစစ်ဘီဝါကြီးကျော်လွန်လာပြီးရခိုင်ရိုးမကိုကျော်ကား ။ညောင်ကျိုးညောင်ကျိုးအုတ်ရှိပင်ပြီဘရော။အယဝရီလေးမျက်နာစစ်မျက်နာကြီး၃ခုနဲ့ကပ္ပစရိမှန်တမဖျားတာလား။အဲ့တော့နေကန်ခန်စစ်ဖြူဟာစကန်။ဆေလာနီဘာထိုးစစ်စင်ခဲ့ရတယ်။ရခိုင်ရုံးမရဲ့အမြင့်ဆုံးနေရာမှာစကန်ပေါင်း၁၀ခုနီးပါးနဲ့ဖြူဟာကြက်ကြချန်ရန်သားတဲ့နေကန်ဖြူဟာ။ ပေါ်ပေါ်ပေးပေးလေးပေါ်မှာတိုက်ခဲ့တာမဟုတ်တဲ့အာရခတတ်တော်နကခငါးနဲ့နပခကိုတိုက်တုံးကလည်းဥမင်လိုင်ကောင်းတူးကတိုက်ခိုက်ခဲ့တဲ့အာရခတတ်တော်နေကန်ဗျူအားစကန်ကောင်း၁၀ခုနီးပါးဗျူအားကြကြဝိုင်းရံထားတာရိုးမပေါ်မှာတောက်လျှောက်ထိုးစစ်စင်တဲ့အချိန်မှာအရှိုချင်း ACDF မကွေးတိုင်းခြေဆိုင် PDF တရင်တွေចောင်းသားလက်ယုံတက်တော် SAF ပြည်သူ့လုလက်ကြီးတက်မတော် PI လူမှုတော်လိုင်းမဟာမိတ်အင်အားစု PI မကွေးဒီတက်တွေနဲ့ပူပေါင်းပြီးနောက်ဆုံးသတင်းများအရာဆိုရင်အာကတ်တက်တော် EE နဲ့အတူလက်တွဲတိုက်ပွဲဝင်နေတဲ့တပ်ပေါင်း23တက်ရှိတယ်လို့ကျွန်တော်တို့သိရပါတယ်ရှိုးမဘော်ကပင်မစကန်တွေအလုံးတိမ့်ပိုက်ထိန်းချုပ်လိုက်ပြီး ရိုးမချေရင်ကိုတော့ဖက်စစ်တဲ့ခံစစ်ပြင်ပါလိမ့်မယ်အဲ့တော့ရခိုင်ရိုးမတစ်ခုလုံးကိုထိန်းချုပ်လိုက်ပြီးအမ်ပဒန်လမ်းပေါ်မှာရှိတဲ့ဘကိုးတိုင်းမကွေးတိုင်းတို့ရဲ့အဓိကကြတဲ့စည်ရီးပြူဟာစခန်းနဲ့ရေကန်ပြူဟာစခန်းနဲ့ခမောက်တောင်ပြီးသွားရင်တော့ဘကိုးမကွေးအေယာဝတီထိုးစစ်ဝင်ကိုဝင်လိမ့်မယ်လို့ပြည်သူလူထုကမျှော်လင့်နေပါတယ် ပြည်သူလူထုတရလုံးဟာအရကတတော်အေးကိုຫນွေဦးတော်လန်ရေးရဲ့လက်နက်ကင်တိုက်ပွဲကြီးမှာဥဆောင်ပေးဖို့လေအာသာစန္ဒပြင်းပြနေတယ်ဆိုတာယုံကြည်ပါတယ်အဲ့တော့ဟုတ်ပြီအမ်ဘရန်လမ်းပေါ်ရှိတဲ့နေရီကန်စခန်းဒီစခန်းကိုကျွန်တော်တမိုင်းလေးကောက်ပြောရအောင်ဒါကလူတယောက်ရေးသားထားတဲ့စောင်းပါးတဲ့ကအချက်လက်တချို့ဖြစ်ပါတယ်စစ်တပ်စခန်းကိုပြောနေတာမဟုတ်ဘူးဒီစခန်းနေရီကန်စခန်းဆိုတဲ့နေရီကန်ဆိုတဲ့ဟာလीအ ဘိုးတော်ဥဝိုင်းလက်ထက်သေးကရှိတဲ့စခန်းတစ်ခုလို့သိရတယ်ရှေးခေတ်ဆိုတော့လေတွေလဲတွေနေပေါ့ဗျာလေတွေလဲတွေနဲ့သွားရလာရအစာရေစာရှာဖွေရချက်ရပြုတ်ရပြီးနားနေရတဲ့စခန်းတစ်ခုနိုင်ရေကန်စခန်းဘိုးတော်ဥဝိုင်းလက်ထက်မှာစဖောက်တယ်ဒီလန်းကိုကွယ်လွန်ပြီးနှစ်ပေါင်း280ကျော်မှာဒီလန်းကိုသူရောက်တော့လေ့လာကြည့်ပါလေတဲ့ ုတ်ရိုးတွေစီရတယ်ရခိုင်ရိုးမကိုအမြဲတမ်းလမ်းဖြစ်ဘိုးတော်ဦးဝိုင်းစဖောက်ခဲ့တာဖြစ်ပါတယ်စီရီအယဂုံစီစီးဆင်းမှုအယနေ့ရကအတက်လန်းခုနှစ်မိုင်ကျော်မှာနံပါတ်1ဂီယာနဲ့45မိနစ်လောက်တက်ရတယ်ဦးတန်းရွှေလက်ထက်မှာကွေဝိုက်ဖောက်တာ12မိုင်ကျော်တဲ့လမ်းဖြစ်သွားတယ်လမ်းကရှည်ပြီးတော့ပြေသွားတဲ့အနေအထားမျိုးတော့ဖြစ်သွားတယ်တန်းရွှေလက်ထက်မှာလေးလမ်းသွားဖောက်တယ်တွဲကားတွေတက်ဖို့အတွက် တင်ကားတွေတန်ချက်ကားတွေတက်ဖို့အတွက်စစ်စင်ရေးအတွက်လည်းဖြစ်တယ်လို့မဲတောင်ကိုဖျက်ပြီးမောင်းတော့သည့်စည်ရေးစီမံချက်ဆွဲတဲ့လန်းတရားတွေအများကြီးကိုတန်းရွှေကဖောက်လုပ်ခဲ့ပါတယ်ကျွန်တော်တို့တောင်ခန်းဟာလည်းဦးတန်းရွှေစနစ်တကျတိရှောက်ခဲ့တဲ့ပြည်ဦးလင်အတွက် ကြီးမားတဲ့ကာတင်းကြီးတစ်ခုဖြစ်ပါတယ်နောက်တလန်းကပတောင်းလန်းပတောင်းတောင်ကုန်လန်းလို့လည်းပြောလို့ရတယ် ကြံခင်းလန်းဒါရီယာစစ်စင်ရင်လန်းနေအဖြစ်အင်္ဂလိပ်မြန်မာစစ်ဖြစ်တော့စစ်သူကြီးမဟာဗန်နူလာရခိုင်ရိုးမာကိုရက်အနေငယ်နဲ့ဖြတ်ကျော်လာနိုင်ခဲ့တဲ့လမ်းအဲ့တော့ဥဒ္ဒရွှေလက်ထက်မှာတော့စေယုံကိုနေပြီးတော့ရွှေ့တဲ့နာပခကနာပခဆိုတဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုစစ်တွေကနေအန်းကိုရွှေ့တယ်ဒါတကယ်စစ်ရေးအမျော်မြင်နဲ့ဆောင်ရွက်ခဲ့တာ နဲ့ဤကန်းနေတက်သွားရင်ဂုတ်ကြီးဆိုတဲ့ရွာရှိတယ်။ဂုတ်ကြီးမှာချင်းခွေးလေးတွေရှိတယ်။ပိန့်ဆန်းကြီးကြက်ဆန်းကြီးကြောင်ကြီးစင်ခုံတိုင်ကိုရောက်တယ်။ပြီးရင်တော့အမ်းပေါ့။အမ်းကနပါခါဟာစနေတကြအထိုင်ချရတဲ့စခန်းကြီးတစ်ခုဖြစ်တယ်။အဲ့တော့ဘိုးတော်ဦးပိုင်းဟာအင်္ဂလိပ်နဲ့စစ်ဖြစ်မှာကိုကြိုတင်ကာကွယ်တဲ့အနေနဲ့ဂုံးမောင်မင်းဆက်တိုင်ယာကြီးမှာပဒုံမင်းတိုင်ယာကြီးမှာ ရေးခဲ့တဲ့စာတန်းတွေအရာဒီနေရီကန်လမ်းဟာဘိုးတော်ဦးဝိုင်းစောက်ဖောက်ခဲ့တာဖြစ်တယ်လို့ဒီနေရီကန်စခန်းကလည်းဘိုးတော်ဦးဝိုင်းခစ်ကတဲ့ကစခန်းချခဲ့တဲ့နေရာဖြစ်တယ်။မာဘနူလာခြစ်တက်ခဲ့တဲ့လမ်းလေပြောလို့ရတယ်။ဆိုတော့တဟာနေရီကန်စခန်းရဲ့အတိတ်သမိုင်းဖြစ်ပြီး လက်ရှိအချိန်မှာတော့နေရီကန်ဘျူဟာ ကျွန်တော်အစောနာတင်ပြခဲ့သလိုစကန်း၁၀ခုလောက် viewer ကြကြထိုင်လာတာအနပါခကလည်း viewer ကြကြထိုင်လာတာနခခငါလည်း viewer ကြကြထိုင်လာတာအဓိကတော့ဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယနေဇက်တကြောကိုနေကြားစစ်နေကြားဆောင်တက်တွေနဲ့ပြပစစ်ပွဲအတွက်ပြင်ဆင်ထားခဲ့တဲ့အခြေအနေပေါ့အခုတော့ဒါရခိုင်ရိုးမအဆက်တိမကွေးတိုင်းဘုကိုးတိုင်းအဆက်တိ အရခတ်တတော်ကြီးဟာတိုက်ခိုက်သိမ့်ပိုက်လိုက်ပြီးဖြစ်ပါတယ်အဲ့တော့ next game viewer စကန်းကို လေ့လာကြည့်ရင်ကျွန်တော်တို့ကဘာလုံးစကန်းကိုဗီဒီယို ရိုက်ထားတဲ့ drone နဲ့ဗီဒီယိုဗီဒီယိုတစ်ခုအားလုံးတွေ့ကြမှာပါအဲ့ဒီမှာအဆောက်အဦပေါ်မှာဆက်တဲ့တလက်အနောက်မှာဖျားလေးလေးတွေ့ကြရမှာလင်းပြစ်လက်နဲ့စလေးတက်သမ99 ZPU 1ဒါမှမဟုတ်တရုတ်ထုတ်ကျူဂျီဂျီ 02တလက်ဖြစ်တယ်လို့အကြမ်းင်းသိရတယ်အဆောက်အဦအဲ့ဒီအဆောက်အဦပေါ်မှာအာအဲ့ဒီစက်တနက်ရဲ့ဘေးမှာအဆောက်အဦအမြင့်တစ်ခုရှိတယ်အဲ့ဒီအမြင့်ပေါ်မှာတော့ချမ်ပါတစ်ခုကိုတွေ့နိုင်တယ်ချင်းချင်းပြောရရင်တော့အရကတက်တော်အေးနဲ့ပူပေါင်းတက်တွေဟာဒရုန်းတွေနဲ့ဘုံလာကျဲမှာကြောက်လို့ကြောက်လန့်တကြချမ်ပါတွေနဲ့ခံထားတာလို့ကျွန်တော်တို့သိရတယ်နိုင်ငံစခန်းရဲ့လေကြောင်းကာကွယ်ရေးအတွက်သုံးနိုင်မဲ့ အစ်မြင့်ရေဒါတွေရှိတယ်လို့တော့သတင်းတွေထွက်ပေါ်နေတယ်အခုထိတော့ရေဒါတစ်ခုသာတွေ့ရသေးတယ်လို့တွေ့ရတယ်အာရခတ်တတော် AA ကရေဒါကိုရခဲ့မယ်ဆိုရင်လေ့ကျင့်ထားတဲ့လူတွေမရှိဘဲနဲ့ရေဒါကိုအသုံးချနိုင်လိမ့်မယ်လို့တော့မထင်ဘူးဒါပေမဲ့ထွက်ပေါ်လာတဲ့သတင်းတွေကရေဒါကားတွေရှိတယ်လင်ပြစ်လက်နက်တွေရှိတယ်လင်ပြစ်စက်တနက်ကြီးတွေ14.5 အမှန်ဆိုရက်ရှိတယ်လို့ကျွန်တော်တို့သိရတယ်။ဒါကတော့နက်ရီကံဖြူဟာရဲ့နောက်ဆုံးအခြေအနေဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့နက်ရီကံဖြူဟာကို ရသွားပြီ။ကပ္ပစတ်ရှောက်နေကပ္ပစတ်16ကိုဦးတည်လာပြီဖြစ်တဲ့အာရကတတ်တော်အေရဲ့ထိုးစစ်အာရကတတ်တော်အေအေနဲ့အတူတပေါင်း23တပ်ဝင်းရင်ထားတဲ့မဟာမိတ်တပ်ပေါင်းစုကြီး ဒီတပေါင်းစုကြီးဟာတရှိန်တို့ထိုးစစ်တွေနဲ့လာမဲ့ပွင်လင်းယာတီမှာတီမကိုစစ်စင်လာမယ်လို့ယူဆပါသလားဒီမဆိုတော့အနည်းဆုံးဘကိုးတိုင်းမကွေးတိုင်းအေယာဝတီတိုင်းတိုင်းတုံးတိုင်းမှာဘယ်တိုင်းကိုအရင်ထိုးစစ်စင်မယ်လို့ထင်ပါသလဲ ပြည်သူလူထုတည့်ရက်လုံးကတော့အရခတ်တက်တော်အေးနဲ့ပူပေါင်းမဟာမိတ်တပ်ပေါင်းစုကြီးရဲ့ထိုးစစ်ကြီးနဲ့ຫນွေဦးတော်လိုင်းရေးကိုအဆုံးသတ်ပြီးအောင်ဘွဲရဲ့အလံအောင်လံတော်ကိုစိုက်ထူနိုင်ဖို့အရခတ်တက်တော်အေးရဲ့တဘိုးခရာတန်ကိုစောင့်မျှော်နေတယ်လို့ယုံကြည်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်